စာချုပ်ရာဆော်ရီမီရဲ့စီးမြင့်ဥပဒေတောင်ချိုးဖောက်ဖို့အထူးအခွင့်အရေးရထားတယ်ရိုနယ်ဒိုဂိုကြီးရိုနယ်ဒိုကတော့ဆော်ရီလီရဲ့ကလပ်တခုပြစ်တဲ့အနာစာနဲ့စာချုပ်တတန်ထပ်တိုးလိုက်ပါပြီ။နှစ်နှစ်သာစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီးတော့လာမယ့်2029ခုနှစ်ထိရိုနယ်ဒိုကအနာစာမှာကြီးစိုးနေမှာပဲဖြစ်ပါရည်။စာချုပ်တဲ့ကြောင့်ရိုနယ်ဒိုကတရက်လောက်ခလာစာပေါင်၄သိန်း၈000ကျော်ထိရရှိမှာဖြစ်ပါရည်။ဒါပြင်ပေါင်24.5တန်းကိုဘောနပ်စ်အနည်းနဲ့ရရှိမှာဖြစ်ပြီးတော့ဒီနေ့ကြမှာတော့ပေါင်38တန်းတိတိုးမြင့်ရရှိသွားမှာဖြစ်ပါရည် နယ်ဒိုက2020-2023ရာသီမှာအင်နာစာအတွက်စတင်ကစားပေးခဲ့တာဖြစ်ပြီးအခုဆိုရင်တော့ရာသီ3ခုကြာအင်နာစာမှာကစားခဲ့တာပဲဖြစ်ပါတယ်။သုံးနှစ်သာရှိသေးပေမဲ့ရိုနယ်ဒိုကအင်နာစာကလပ်ရဲ့ရှယ်ယာ15ရာခိုင်နှုန်းထိကိုပိုင်ဆိုင်ခွင့်ရရှိထားပြီပဲဖြစ်ပါတယ်။အကယ်၍ရိုနယ်ဒိုသာဆရာထက်တန်ခဲ့မည်ဆိုရင်တော့နောက်ထပ်9နှစ်တွင်မှာအင်နာစာအုံနာဟာရိုနယ်ဒိုဖြစ်သွားကောင်းဖြစ်သွားနိုင်ပါလိမ့်မယ်။အလက်ရှိမက်ဆီကစားနေတဲ့အင်တာမိုင်ယမီကလပ်ကလည်းယူနိုက်တက်ရဲ့လက်ဂျန်ဟောင်းရင်းတစ်ယောက်ဖြစ်တဲ့ဒေးဗစ်ဘက်ကန်ပိုင်နေကလပ်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်ပရိသတ်တွေက ရိုနယ်ဒိုရဲ့ကစားသမားဘဝအနားယူတဲ့အခါမှာဒေးဗစ်ဘက်ခမ်းလိုမျိုးကလပ်အုံနာတယောက်ဒါမှမဟုတ်အသင်းရဲ့နီးပြားတယောက်အဖြစ်မြင်တွေ့ကြည့်နေကြတာပါအဓိကတော့ရိုနယ်ဒိုကိုဘောလုံးလောကနဲ့အဆက်အသွယ်မပြတ်စေချင်တာပဲဖြစ်ပါတယ်အခုလိုမျိုးဥရောပပြည်မှာမှာရိုနယ်ဒိုကစားနေရဆိုပေမဲ့လေရိုနယ်ဒိုရဲ့တည်နေကဥရောပမှာခေါင်းကြီးပိုင်းမှာဖြစ်နေစေပဲဖြစ်ပါတယ်အဲလောလောလကစားနေခဲ့တဲ့ကလပ်ကပဗလာမှာမက်ဆီကစားနေရဆိုပေမဲ့ရော်နယ်ဒိုမပါဝင်ခဲ့တာကြောင့်ရုတ်တံကြီးရှိမှုနှုန်းကထင်သလောက်အရာမရောက်ခဲ့ပါဘူး ဖီဖာဩဂရပြတဲ့အင်ဖန်တီနိုကိုရိုင်းကရော်နယ်ဒိုကိုကလပ်ကပလာပွဲစဉ်ကိုကစားဖို့ဖိတ်ခေါ်ခဲ့ပေမဲ့ရော်နယ်ဒိုကညင်းပယ်ခဲ့ပါတယ်။ဒါကြောင့်ဂိုကြီးကိုကြည့်ရတာကဥရောပပွဲစဉ်တွေကိုစိတ်နာသွားပြီဆိုတဲ့မှတ်ချက်တွေထွက်ပေါ်လာခဲ့ပါတယ်။တကယ်တမ်းကျတော့ရော်နယ်ဒိုကဥရောပကိုစိတ်နာသွားတာမဟုတ်ပါဘူး။ Sorry မှာဖူးဖူးမဟုတ်အချစ်ခံနေရလို့သာဖြစ်ပါတယ်။ရော်နယ်ဒိုက Sorry ကလပ်အင်နာစာမှာတနည်းလောက်ခလာစာပေါင်တန်းနေရရရှိုံတာမကပါဘူး။ Sorry ဥပဒေရဲ့ပါစားပေးခြင်းကိုလည်းခံနေရပါတယ်။ ရော်နယ်ဒိုနဲ့အတူနေချစ်သူဂျော်ဂျီနာတို့က2016ခုနှစ်မှာတွေ့ဆုံခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့ဘယ်လာနဲ့အယ်လီနာလို့ခေါ်တဲ့ကလေးမြောက်ကိုမွေးထားခဲ့ပြီးပြီပဲဖြစ်ပါတယ်။အခုလိုမျိုးတူတူပေါင်းသင်းခဲ့တာကဆယ်စုနှစ်တခုလောက်ရှိတော့မယ်ဆိုပေမဲ့လေရော်နယ်ဒိုနဲ့ဂျော်ဂျီနာတို့ကတရားဝင်လက်ထပ်ထိန်းများထားခြင်းမရှိသေးပါဘူး။အဲ sorry မှာအခုလိုမျိုးတရားဝင်လက်ထပ်ထားခြင်းမရှိတဲ့အတူနေချစ်သူတွေကို sorry ဥရိယာပြင်းပြင်းထန်ထန်တားမြစ်အရေးယူတတ်ပါတယ်။ဒါကြောင့်အင်နာစာကိုရော်နယ်ဒိုရောက်ခါအစားကဂျီရဲပဲအော်ရောမလို့လို့တရင်တွေထွက်ခဲ့ပေမဲ့လေလက်တွေ့မှာတော့ဖြစ်မလာခဲ့ပါဘူး။ ရော်နယ်ဒိုသားဒီဥပဒေအရအေးယူခဲ့မယ်ဆိုရင်တော့အီရန်နဲ့အစ္စရေးကြောင့်မဖြစ်ခဲ့တဲ့တတိယကမ္ဘာစစ်ကြီးကရော်နယ်ဒိုရဲ့မီးပွားနေပြီးတော့စတင်လာမှာဖြစ်ပါတယ်။အဲဒါလောက်ထိလည်းရော်နယ်ဒိုရဲ့အပေါ်မှာဘောလုံးပြိသက်တွေကယူသွကြဖြစ်ပါတယ်။အားကစားကြောင့်နားမလည်သူတွေကတော့မှဘောလုံးဆိုတာနဲ့ရော်နယ်ဒိုပဲပြင်းမြင်ကြတဲ့အထိပါပဲ။ပြောရရင်တော့ရော်နယ်ဒိုကနှစ်ချို့ဝိုင်းလို့မျိုးကြားလေးကြားလေးပို့ပြီးတော့ကောင်းနေဆိုတဲ့သဘောမျိုးပဲဖြစ်ပါတယ်။အခုဆိုရင်တော့ sorry ဥပဒေအပေါ်မှာရော်နယ်ဒိုတယောက်တတ်ထိုင်ခဲ့တာ၃နှစ်တာမြရှိသွားခဲ့ပါပြီ။နှစ်နှစ်စာစာချုပ်လည်းထပ်မံချုပ်ဆိုခဲ့တာကြောင့်မလို့2029ထိ ဂိုကြီးကိုဆော်ရီရဲ့ထိပ်သီးတီမြင်တွေ့ရအောင်မှာဖြစ်ပါရီရိုနယ်ဒိုကဘောလွန်ဒေါ၅ဆုအပြင်တခြားသောဆူဖလာပေါင်းများစွာကိုပိုင်ဆိုင်ထားခဲ့ပေမဲ့လေကမ္ဘာဖလားကိုတော့ကင်မြောက်နိုင်ခြင်းမရှိသေးပါဘူး40ကျော်လာခဲ့ပြီဖြစ်တဲ့ဂိုကြီးတွေလာမယ့်ကမ္ဘာဖလားဟာကစားသမားဘဝရဲ့နောက်ဆုံးကစားကွင်းရည်ကမ္ဘာဖလားဖြစ်ကောင်းဖြစ်သွားနိုင်ပါရီဒီကမ္ဘာဖလားပေါ်မှာရိုနယ်ဒိုတရားစိတ်အားထက်သန်တယ်လို့ဖန်နီကလည်းအများကြီးမျှော်လင့်ထားကြပါရီယူနိုက်တက်ကိုရောက်ရှိခဲ့တဲ့2003ခုနှစ်ကလိုပဲ2025ခုနှစ်ထိရိုနယ်ဒိုကပြည်သက်တွေကိုစိတ်မပြတ်စေခဲ့တယ်လို့ လက်ရှိမှာလည်းပဲဖန်နေမျောလင့်ထားတယ်လို့ပဲရော်နယ်ဒိုကလုပ်ပြပါလိမ့်မယ်။ဟေတာရီတိထားဖို့ကကမ္ဘာဖလားမရသေးရော်နယ်ဒိုဆိုတာရက်တန့်သွားမဲ့ကော်ဘက်ယုံမျိုးမဟုတ်ပါဘူး။